အားလုံးပဲမင်္ဂလာပါရှင်အခုဒီဗီဒီယိုလေးမှာတော့စာဖတ်သူတွေကြားထဲမှာမတူတဲ့အတွေးအမြင်မျိုးမျိုးနဲ့နာမည်ကြီးတဲ့ Robert Greene ရေးထားတဲ့ The 48 Laws of Power ဆိုတဲ့စာအုပ်လေးရာလက်တွေ့မှာအသုံးချတတ်ရင်ဘဝအတွက်ကောင်းကျိုးတွေလည်းရှိပေမယ့်တချို့ချက်တွေကကိုယ့်ရဲ့တွေးခေါ်ယူဆမှုမှာပြီးလက်တွေ့သုံးမိရင်ကိုယ်တိုင်ကတကူကောင်းဆန်ပြီးတစ်ဖက်သူကိုလူလဲကြတဲ့လှည့်စားတဲ့သူဖြစ်သွားနိုင်ပါတယ်။သုံးတတ်ရင်စီမသုံးတတ်ရင်ဘေးဆိုတဲ့စကားလိုပဲဖတ်တတ်ရင်ပညာယူတတ်ရင်ကောင်းကျိုးများပြီးတော့မဖတ်တတ်ရင်တော့ဆိုးကျိုးများစေပါတယ်။ စာအုပ်မှာပြောထားတယ်တစ်ဖက်သူမထိခိုက်စေတဲ့အချက်တွေဆိုကိုဘွားတိုးတက်ဖို့လက်တွေ့အသုံးချပြီးတချို့မကောင်းတဲ့မလုံတဲ့အချက်တွေကိုတော့ကိုရိုင်းကလုတ်တာထက်ကိုပိုင်အသိဉာဏ်နဲ့ချင်းချင်းစဉ်းစားပြီးကိုရိုင်းကလည်းဒီလိုမကောင်းတဲ့အချက်တွေသုံးပြီးလှည့်စားတဲ့သူမျိုးနဲ့ကြုံရရင်ကိုကိုကိုကာကွယ်လို့ရအောင်လှည့်စားနည်းတွေသိပြီးကြိုပြီးရှောင်လို့ရအောင်ပညာမယူတဲ့ရင်စပီအစိတ်အသိမိလက်မမစေဖို့ရည်ရွယ်ပြီးမျှဝေပေးထားပါရဲ့ရှင် လေ့လာပြီးဒီ channel လေးကဘ ഹു တုတလည်းရပညာလည်းရစေပြီးအကျိုးရှိစေတယ်ဆိုရင် like and subscribe လုပ်ပြီး support ပေးကြည့်ရင်တော့ video လေးတွေကို VPN ခံကြည့်ပြီးအားပေးနိုင်ပါတယ်ရှင်အပတ်တိုင်း video အစ်စ်လေးတင်သိနိုင်မှုအတွက် nuti ခေါင်းလောင်းလေးကိုနှိပ်ထားလို့ရပါတယ်လုံးနံပါတ်1ကတော့ဘယ်တော့မှကိုယ့်ရဲ့အကြီးအကဲအထက်လူကြီးဆရာတွေထက်တာလွန်ကြောင်းမပြဖို့ပြောထားပါဗျ။စာရေးသူရဲ့ဆိုလိုရင်းကတော့လူများစုကကိုသိတဲ့အရာတွေလုံနိုင်တဲ့အရာတွေဆိုရင်လူများရှိမှဖုတ်ပြကြကြရတယ်။ ချီးမွမ်းခံညင်ကြပြီးတော့ဂုဏ်ယူကြပါရယ်ဒါပေမဲ့ဒါကနေရာတိုင်းမှာအဆင်မပြေနိုင်ပါဘူး ကိုထက်အထက်လူကြီးကကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီကိုကမြောက်ပင့်ချီကျူးပြီးသူထက်တက်သည့်နားလဲတဲ့လုံနိုင်နေဆိုတာကိုထုတ်မပြရဘူးကိုကအထက်လူကြီးဆရာတွေထက်ပိုသည့်ပိုတက်ပုံစံနဲ့နေရင်သူတို့ဘလောက်ပဲတော်တော်သူတို့ရဲ့ပင်ကိုစိတ်ခံကမနာလိုတဲ့အငငယ်တတ်တဲ့သူမျိုးစုကိုကိုပြန်ပတ်လို့ထင်နိုင်ပြီးတော့ကိုဘကအနှောက်ယှက်ဖြစ်အောင်သူ့ကိုမကြော်နိုင်အောင်နောက်ွယ်ကနေကြိုးစားပြီးဆွဲချတာကိုကြုံနိုင်တာရီကိုအတွက်ဘေးကင်းပြီးအထက်လူကြီးတွေနဲ့ဆရာတွေစီကအခွင့်အရေးတွေနဲ့ခံစားခွင့်တွေမများရဘူးကြောထောက်နောက်ခံရဖို့လူကြီးလေဝူးတွေကို စာအုပ်မှာအဓိကပြောထားပါတယ်။ကိုရဲ့အထက်လူကြီးဆရာတွေကပညာပြည့်ဝတဲ့ဆရာတွေဆိုရင်လေကိုကအရာရာတတိနားလဲတဲ့ပုံစံမျိုးတွေလုပ်နေမယ်ဆိုရင်ဆရာထက်တတလကြီးတဲ့ပုံမျိုးဖြစ်ပြီးပညာတွေမရနိုင်တော့ပါဘူး။ ကိုကပညာရေးအပြည့်အဝတဲ့သူဖြစ်ပြီးတော့ဘယ်နေရာရောက်ရောက်ပညာများများယူနိုင်မှုဆိုရင်ကိုထက်ပညာရှိတဲ့အထက်လူကြီးဆရာတွေထက်ပိုသိပိုတတ်နေတဲ့ပုံစံနဲ့မနေပဲပညာလိုပမာသူဖုံးစားပုံစံနဲ့ပညာယူသင့်ပါတယ်ကိုကြံတွေကဆရာထက်ကောင်းနေရင်တော့ဆရာမားနေတာကိုလုပ်တာတွေကပိုကောင်းနေကိုစဉ်းစားတာမှအမှန်ဆိုပြီးတရိုက်ပြောတာထက်လူအပ်တာတွေကိုတွယ်ဝိုက်အကြံပြုတာကပိုကောင်းပါတယ်နောက်နံပါတ်2ကတော့ တငယ်ချင်းတွေမိတ်ဆွေအရင်းကိုအယမ်းမယုံတက်ဖို့ညံသူတွေကိုအတုံးချပြီးလှည့်စားချက်လက်တက်ဖို့ပြောထားပါတယ်။အဓိကသူပြောချင်တာကတော့လူရင်းထိုးတဲ့ဒါပိုနဲ့တယ်ဆိုတဲ့စကားလိုပဲအတွင်းသည့်အစင်းသည့်မိတ်ဆွေတငယ်ချင်းတွေကနောက်ွယ်မှာမနာလို့ဖြစ်တာတွေမထင်ရင်မထင်သလိုသစ္စာဖောက်တာတွေကြောင့်အထိနာအကြနာတာတွေကြုံရနိုင်ပါတယ်။မသိနိုင်တဲ့ရန်သူထက်မြင်နေရတဲ့ရန်သူကအနည်းရပိုကင်းတယ်ဆိုတဲ့စကားလိုမျိုးပဲအနည်းဆုံးမိတ်ဆွေတငယ်ချင်းတိုင်းလည်းအလွယ်တကူမယုံဘူး။သူတို့ကိုအကျွမ်းမဲ့စိတ်ချလက်ချယုံနေမဲ့အစားတစ်ဖက်ကကိုယ့်ရဲ့ရန်သူဆိုတိုင်းလည်း အထိနာအောင်အမြဲတိုက်ခိုက်နေတာမျိုးမဟုတ်ပဲဒီရန်သူစီရနေလဲရနိုင်တဲ့တောင်ကွက်တွေကိုကြည့်ပြီးကိုယ်လဲအကျိုးရစေမယ်သူ့အကျိုးလဲဖြစ်စေမယ်နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ်အလိုမျိုးလုပ်ဖို့ ਨੇ ပြောထားပါဗျ ဒီချက်နဲ့ပတ်သက်ပြီးအမြင်ကိုပြောရရင်စာရေးသူပြောတာလဲရှူတောင်တစ်ခုကကြည့်ရင်မှန်ပါတယ်ဒါပေမဲ့နောက်ထပ်ရှူတောင်တစ်ခုကကြည့်ရင်တခါတလေကျရင်ကိုကမှားနေပြီမဲ့အမှန်ကိုပြောတယ်လွဲမှားနေတာကိုပြုပြင်ပေးမဲ့မိဆွေတငယ်ချင်းကောင်းတွေလည်းရှိပါတယ်အမှန်တရားခားတယ်ဆိုတဲ့စကားလိုပဲလူတော်တော်များများရဲ့တခါတလေကိုတွေးတာကိုပြောတာမှအမှန်ဆိုတဲ့အတ္တစိတ်ကြောင့်တစ်ဖက်ကအမှန်နေပြောတဲ့ကောင်းစီခြင်းနဲ့မိဆွေတငယ်ချင်းကောင်းတွေကို ကို့အမြင်နဲ့မတူတာမျိုးဆိုရင်ကို့ကိုဆန့်ကျင်တယ်မကောင်းမြင်စိညားတယ်လို့တွေးပြီးတစ်ဖက်မိတ်ဆွေကောင်းကိုအထင်လွဲပြီးစီရီနာစော်ကားပြီးအတုံးချမိတာမျိုးတစ်ဖက်ကသစ္စာဖောက်မဲ့တကယ်ရန်သူစီကြသွားပြီးကို့အတွက်အကျိုးမြတ်ရဖို့ပဲတွေးပြီး သွားပူးပေါင်းတာမျိုးလုပ်မိရင်တခုဒါရုတ်ကမ်းမိတဲ့အဖြစ်မျိုးနဲ့ကြုံလာပြီးတော့ကိုအတွက်စိတ်ရင်းမှန်တဲ့မိကောင်းဆွေကောင်းတငယ်ချင်းတွေကိုပါဆုံရှုံရမှာပါအဲ့အတွက်ကြောင့်လောနံမတူအချက်ကိုအမြဲနေရာတိုင်းမှာအသေမှတ်ထားပြီးစုံဖြတ်ချက်မှားသွားတာတဲ့ကိုကြုံတွေ့တဲ့အခြေအနေတွေပေါ်မူတည်ပြီးကိုပိုင်အသိဉာဏ်နဲ့ဆင်ញင်ပြီးမှားယွင်းနေအောင်စုံဖြတ်သင့်ပါတယ် လွန်နက်ဘက်တရီကတော့သင်ရဲ့ယူရချက်ကိုဖုံးကွယ်ပါဆိုတဲ့စကားပါဒီချက်ကတော့ကိုလုတ်ချင်တဲ့အလုံးနဲ့နောက်ွယ်ရအကြောင်းရင်းယူရချက်တွေကိုတခြားသူတွေမသိအောင်ဖုံးကွယ်ဖို့နဲ့အလွယ်တကူထုတ်မပြောဖို့ပါကိုလုတ်တဲ့အရာတွေဘာတွေလုံးနေလဲဆိုတာကိုတစ်ဖက်လူကမသိရင်ကိုလုတ်မဲ့လမ်းကြောင်းကိုမဖြတ်စည်းနိုင်တော့ပါဘူးမနှောက်ယှက်နိုင်တော့ဘူးဆိုတာကိုရေးထားတာပါကိုကပွင့်လင်းယူသားတဲ့စိတ်နဲ့ကို့အကြောင်းတွေကိုအလွယ်တကူထုတ်ပြောရင် ကိုပေါ်မနာလိုတဲ့သူတွေဆိုရင်ရှိမှကြကောင်းကျင်အောင်ဆောင်ပြီးနောက်ွယ်ကြကိုလုံးနေတာတွေအကျန်စီတွေပြတ်အောင်ကျန်စီနေတတ်ပါတယ်ကိုကထုတ်ပြောကြည့်ရင်တော့ကိုလုံးနေတဲ့တကယ်အမှန်တွေကိုဖယ်ပြီးအဲ့ဒီရဲ့စန့်ကျင်မဲ့အကြောင်းအရာတွေကိုကလှုပ်ချင်တဲ့ဒီဟာလှုပ်ချင်တဲ့ရှောက်ပြောတာမျိုးလုပ်ပြီးတစ်ဖက်ရန်သူအနေနဲ့ကိုတကယ်ဘာလုံးနေရလဲဆိုတာကိုအကဲမခတ်နိုင်အောင်ခတ်မှန်မရနိုင်အောင်လှည့်စားတာမျိုးလုပ်ဖို့ပြောထားတာပါဒီချက်နဲ့ပတ်သက်ပြီးစာရေးသူပြောထားတဲ့အရာဆိုရင်ကို့ပေါ်မနာလိုစိတ်များတဲ့သူတွေက တိုက်ခိုက်ခြင်းတဲ့လူတွေကကိုလုံးနေတဲ့အလုပ်တွေကိုနောက်ွယ်ကနေမကြံစီနိုင်အောင်လူတိုင်းကိုထုံမပြောဖို့ရည်ထားတာမှန်ပေမဲ့တစ်ဖက်မတူတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်ဥပမာကိုကလုပ်ငန်းတစ်ခုလုပ်ပြီဆိုရင်ကိုလုပ်ငန်းနဲ့ပတ်သက်ပြီးကိုဘာတွေလုပ်နေလဲအသေးစိတ်ကိုလူများကိုချပြထားမှပဲကိုလုံကြောင်လူများများသိပြီးမိန့်မများရလာမယ်အဲ့ကနေကိုကိုယုံကြည်တဲ့သူများလာမယ်ယုံကြည်တဲ့သူများလာရင်ကိုဘာပဲလုပ်လို့ customer တွေကကိုကိုယုံပြီးသူတို့လိုအပ်တိုင်းကိုစီကိုပဲလာမယ်ကိုလုပ်ငန်းနဲ့တူတွဲလုပ်ဖို့ မိဖက်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ချိန်ရဖို့လုပ်ငန်းတွေဒီထက်မကချိန်နိုင်မှုဆိုရင်ကုလုပ်ငန်းအသေးစိတ်နဲ့ကိုရှိဆက်ဘာတွေလုပ်ဖို့အစီအစဉ်တွေလဲဆိုတာကိုလူများကိုချက်ပြထားမှပဲကုလုပ်ငန်းအောင်မြင်လာမှာပါဒါကြောင့်စာရေးသူအကြံပေးထားတဲ့အချက်တွေကိုအမြဲတမ်းအသိမှတ်မထားသင့်ပါဘူး။အချင်းနီဘော်မူတီဗီကို့အတွက်ကြိုးရှိစေဖို့တရားစင်စားပြီးသုံးသင့်ပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးတချို့အချက်တွေကြာကိုလက်တွေ့ကြုံရတဲ့အချင်းနီဘော်မူတီဗီချင့်ငိမ်ပြီးသုံးတာမျိုးတချို့ကောင်းတဲ့အချက်တွေကြာဘဝတိုးတက်ဖို့အတွက်လက်တွေ့အသုံးချတာမျိုး တချို့မကောင်းတဲ့အချက်တွေဆိုရင်တစ်ဖက်သူထိခိုက်အောင်အသုံးချမဲ့စားဒီလိုလှည့်စားတဲ့နှီးတွေကိုသုံးတဲ့လူမျိုးတွေနဲ့ကြုံလာရင်ကုကုကူကာကွယ်ဖို့အတွက်အလွယ်တကူရှောင်နိုင်မှုအတွက်တွေးပြီးဒီစာအုပ်ကိုလေ့လာသင့်ပါတယ်။ရောနံပါတ်4အချက်ကတော့လူရာထက်ပုံမပြောဖို့ပြောနိုင်တာထက်အမြဲတမ်းလျှော့ပြောဖို့ရည်ထားပါတယ်။လက်တွေ့နေစဉ်ဘဝလူမှုဆက်ဆံရေးတွေမှာလူထင်ကြီးခံရအောင်လူရာထက်ပုံပြောလျှောက်ပြောပြီး ကိုကြီးကူသွေးဖို့အတွက်အရန်ကုကုကူအထင်ကြီးပြီးမန်တက်တဲ့လူမျိုးတွေအများကြီးရှိပါတယ်။အဲ့လိုတစ်ဖက်ကနားထောင်နေတဲ့သူရဲ့အခြေအနေကိုမကြည့်ပဲကိုပြောချင်တာတွေပဲရှောက်ပြောတာမျိုးလူတာထက်ပိုပြောနေတာမျိုးဆိုရင်ကုစကားတွေကအပိုရီပြောတယ်မလို့ပဲနားထောင်နေရတဲ့အချိန်ကုန်နေတွေးပြီးကိုပြောနေတဲ့စကားဝိုင်းကနေအမြန်ထွက်ရဖို့လုပ်ကြပါလိမ့်မယ်။ကိုကအပြောလွန်ပြီးအပိုရီပါပြောမိတဲ့လူကိုမဖြစ်စေဖို့အရေးကြီးပါတယ်။လူရာထက်ပုံမပြောတဲ့အကျင့်ကြောင့် ကိုလူပိုရှိန်နဲ့ပြောရင်လည်းလူရင်းတို့ရှိနဲ့ပြောတာအတိတ်ပဲပိုရှိပြီးကိုစကားတန်မိုးပုံမြင့်သွားတယ်။စကားနဲ့တော့အမှားနဲ့တယ်။အမှားနဲ့တော့တစ်ဖက်သူနဲ့အချီတင်ပြောရတာတွေအဆင်မပြေတာတွေတော့ယုံမကြုံရတော့ဘူး။စကားများရင်အရန်ပေါ်တယ်။စကားနဲ့ရင်တန်မိုးတက်တယ်ဆိုပြီးစာရေးသူကပြောထားပါဗါး။ဒီချက်ကလည်းသူ့နေရာနဲ့သူတုံးလို့ရပါမယ်။ကိုကဒီချက်ကိုအသေးမှတ်ထားပြီးအမြဲတမ်းအသုံးချမိနေရင်တော့မကောင်းပါဘူး။တကယ်လို့ ကိုရောက်နေတဲ့နေရာလူတိုင်းကိုကိုဘကခင်မင်းရင်းနှီးပြီးဖဖို့ရွေရွေနဲ့စကားအဆမစကားဝိုင်းတစ်ခုဖြစ်လာမယ်အိုက်ကနေအတီကျွမ်းမိတ်ဆွေတွေရမယ်လုပ်ငန်းအတွက်အဆက်အသွယ်တွေရမယ်အခြေအနေမျိုးဆိုရင်တော့ကိုဘကကို့အတွက်လည်းအကျိုးရှိမယ်တစ်ဖက်သူအတွက်လည်းအကျိုးရှိမယ်စကားမျိုးပြောပြီးစကားဝိုင်းကိုဥဆောင်တင်ပါတယ်အဲ့လိုအချိန်နေမှာကိုကအရန်စကားနဲ့မယ်လူရာထက်ပူမပြောဘူးအရန်တိတ်ဆိတ်ပြီးညင်နေမယ်ဆိုရင်တော့လူရာမဝင်လူတော်မတိုးသူလို့ဖြစ်နေမှာပါ တယောက်နဲ့တယောက်မိတ်ဆက်ရင်အလှပါသလှပါပြောရင်းရနေတစ်ဖက်သူရဲ့အကြောင်းတွေလက်ရှိဘာတွေလုပ်နေလဲဆိုတာတွေကိုမေးရင်းကနေသူဘာတွေစိတ်ဝင်စားလဲတဖက်သူရဲ့စိတ်နေစိတ်ထားဘလူးရှိလဲဆိုတာကိုလေ့လာသင်ပါတယ်။အိုက်ပေါ်မူ TV သူ့ဘက်ကလူလူလလားဖြည့်ကျင်တဲ့မိကွန်းတွေမေးရင်းပြောရင်းကနေစကားများများပြောပြီးလူတွေအကြောင်းကောင်းကောင်းသိဖို့ရောက်လျာအတီကျွန်းအဆက်တွေရရဖို့လုပ်သင်ပါတယ်။တဖက်သူကကိုပြောတာမိတာတွေကိုစိတ်ဝင်စားပြီးတော့သူကိုယ်တိုင်ကအသေးစိတ်ဖြည့်ကျင်တဲ့မိကွန်းမျိုးကိုကမေးတတ်မယ်ဆိုရင်ကို့အတွက်လည်းရောက်လျာအကျိုးရှိစေပါတယ်။ ော့နံပါတ်5ကတော့သင်ရဲ့ဂုံသိက္ခာကိုအသက်နဲ့ယင်ပြီးကာကွယ်ပါဆိုတဲ့စကားပါလူတိုင်းလေးစားယုံကြည်ရတဲ့သူဖြစ်ဖို့နံပါတ်တစ်လုံးနဲ့ဂုံသိက္ခာရှိဖို့ဆိုတာအချိန်ယူတိဆောက်ရပါမယ်ကိုဘကအမားလုတ်ပြီးပျက်စီးသွားတဲ့အခါပြန်တိဆောက်ရတာခက်ပါတယ်ကောင်းတဲ့ဂုံသတင်းနဲ့ကြော်ကြတဲ့လူတယောက်ကနံပါတ်ကြားတာနဲ့လူတိုင်းကယုံကြည်မယ်အားကိုးမယ် အဲ့အတွက်ဘလို့လုပ်ငန်းမဲလို့လို့ဒီလူကယုံကြည်ရတယ်စိတ်ချရတယ်ဒီလူသားဆိုဒါကိုလုံနိုင်တယ်ဆိုတဲ့အတွေ့အကြုံနဲ့ကိုယ့်စီကိုလာကြမယ်အဲ့ကြရင်ကိုယ့်ရဲ့ဂုံတိတ်ခါရှိတဲ့နာမည်တခုရဖို့တိဆောင်ရင်လူမှုအကျိုးပြုအလုပ်တွေလုပ်ရင်အဲ့ကနေဝင်ငွေလမ်းကြောင်းတွေအများကြီးရနိုင်မယ်အဲ့ဒီကနေမှတစင်အဆက်အသွယ်ကောင်းတွေမိတ်ဆွေကောင်းတွေရပြီးတစ်ဖက်သူတွေကိုတက်နိုင်တယ်လို့ကူညီနိုင်မှုအခွင့်အရေးကောင်းတွေလည်းရပြီးကိုယ်တိုင်ကဘာပဲလုပ်လို့အောင်မြင်မှုအခွင့်လမ်းတွေရောက်လာမှာပါ ိုကကုန်သိခါကိုတန်မှုမထားပဲမကောင်းတဲ့တဲ့နေနဲ့ပဲနမဲကြီးနေရင်နမဲကြတာနဲ့လူအမြင်နာနဲ့တဲ့လူတွေကကို့ဆိုရှောင်ဖဲတာမလေးစားတာလှစ်လျူရှုတာတွေခံရပါမယ်။ကို့ဘဝအတွက်လည်းမဲဆက်တစ်ခုဖြစ်စီပြီးတော့လူများနဲ့တွဲလို့ဖို့ကိုလူတွေကမယုံကြည်ကြတော့ရှေ့ဆက်ကို့ဘဝတလန်းအတွက်ခက်ခဲစီပြီးကောင်းတဲ့နဲ့နမဲကြီးတဲ့ကုန်သိခါရှိတဲ့သူနဲ့ရှင်အချီနီတွေကအများကြီးကွာခြားသွားပါတယ်။လောနမတ်စစ်ကတော့ ူတွေအမြင်ကနေပြောက်မသွားပဲအမြင်လူတွေနဲ့အဆက်အသွယ်ပြတ်နေပြီးကိုပြောက်လူသားလို့ဖြစ်မနေပဲတဖက်သူရဲ့အာယုံကိုဆွဲဆောင်မှာဆိုတဲ့စကားပါလူတွေကထင်ရှားတဲ့သူတွေဆိုသတိထားကြည့်နေတတ်ကြပါတယ်။နာမည်ကြီးသူတွေလူသိများတဲ့သူတွေကအဆက်အသွယ်နည်းပြီးအပေါင်းအသင်းနဲ့လူသိနေတဲ့သူတွေနဲ့ရှင်အကူအညီနဲ့အခွင့်အလမ်းတွေပိုရတတ်ပါတယ်။အဲဒါကြောင့်လူတွေရဲ့စိတ်ဝင်စားမှုအာယုံဆိုင်မှု attention က ကိုစီမှာရှိနေဖို့လဲလိုပါတယ်လူတွေအမြင်မှာကိုကနယ်ပယ်တစ်ခုခုမှာကျွန့်ကျင့်နေသူဖြစ်နေကိုကလူတွေလိုအပ်နေတဲ့ခက်ခဲနေတဲ့ဘလို့ရာတွေကိုဖြည့်ရှင်းပေးနေတယ် professional အနေနဲ့ဘာတွေလုပ်နေလဲဆိုတာကိုလူတွေရဲ့အမြင်မှာအမြဲရင်းနှီးပြီးသိနေဖို့ဆိုရင်အဆက်အသွယ်ပြတ်မနေဖို့အမြဲထင်ရှားနေဖို့လဲအရေးကြီးပါတယ်ဆိုတာကိုစာရေးသူကပြောထားတာပါ လွန်နံပါတ်7ကတော့ကုဘကမတုံးတက်ရင်အတွေးခေါ်မှားသွားမယ်ဆိုရင်ကိုရိုင်းကတကူကောင်းဆန်ပြီးအတကြီးတဲ့သူဖြစ်သွားပြီးတော့တဖက်သူပေါ်အသည့်မရှိတဲ့သူအခြေခံလူချင်းဝန်အောင်မသိတဲ့သူဖြစ်သွားနိုင်လို့သတိထားသင့်ပါတယ်။အဲ့ဒါကတော့သူများတွေကိုအလုလုခိုင်းပြီးကိုရိုင်းကနံပါတ်ကောင်းဝင်ယူတတ်ပါစီဆိုတဲ့စကားပါ။ ကိုကိုကိုပင်မန်းစီမဲ့အလုပ်တွေကိုတယောက်တည်းမလုပ်ဘူးတခြားသူတွေရဲ့လူအားနဲ့အစွမ်းတွေကိုအသုံးချပြီးကို့အောင်မြင်မှုအနေနဲ့ယူနိုင်အောင်ကြိုးစားဖို့ကိုတယောက်တည်းကပဲအားလုံးမလုံးနိုင်ဘူးဒါကြောင့်တခြားသူတွေကိုခိုင်းတတ်ဖို့သူများရဲ့ခွန်အားကိုအသုံးချပြီးကိုကျိုးထုတ်တာကလည်းပညာရှိချင်းတစ်မျိုးဆိုပြီးစာရေးသူကပြောထားပါတယ်ဒီချက်နဲ့ပတ်သက်ပြီးသတိထားမှာဒီချက်ကိုအတကြီးပြီးကို့အတွက်ပဲတွေးပြီးမကောင်းတဲ့နေရာမှာအသုံးချမိရင်တော့တစ်ဖက်သူကိုအများကြီးထိခိုက်စေပါတယ်။ဥပမာ ကုမ္ပဏီထောင်မယ်ဆိုရင် လုပ်ငန်းကြီးလာပြီဆိုရင်တတိတွေကတယောက်တည်းဆလဲဆုံးမလုံးနိုင်တော့ပါဘူး။သူတင်ပဲနဲ့သူကျွမ်းကျင်နေသူတွေကိုအလုံးလုတ်ခိုင်းပြီးဝန်ထမ်းတွေရဲ့လုံနိုင်စံ skill တွေကိုတန်အတန်ကြီးပညာကြီးပေးပြီးခွဲဝေလုတ်ခိုင်းမယ်ဆိုရင်ကုလုပ်ငန်းကအရင်ကထက်အောင်မြင်ပြီးရှေ့အမြန်ရောက်နိုင်မှာပါ။လာအဝန်နှန်းတွေကိုအလီထားပြီးသူတို့ရဲ့လုံနိုင်စွမ်းနေနဲ့ဘလောက်ကောင်းနေဆိုတာကိုအတိမှတ်ပြုတယ် အဲ့လိုနေရာမျိုးမှာဝန်ထမ်းတွေဘက်ကငှက်ညာပြီးပြင်းပြတတကြီးတက်တဲ့တတိကသူကုမ္ပဏီထောင်ပြီးဝန်ထမ်းတွေကို management လုပ်တဲ့သူကသူကိုယ်တိုင်ဆိုတာကိုနာမည်ကောင်းယူရရပါတယ်တကယ်လဲသူကိုယ်တိုင်ပါဝင်ကြိုးစားပြီးတကယ် management လုပ်ခဲ့လို့ပါအဲ့လိုမဟုတ်ဘဲ team တစ်ခုမှာခေါင်းဆောင်က project လုပ်ဖို့လက်အောက်ငယ်သားတွေကိုလိုအပ်တာတွေအတကုံဖိအားပေးခိုင်းထားတယ်သူကိုယ်တိုင်ကဥဆောင်ပြီးဘာမှမလုပ်ဘဲအပင်မခံဘဲနေနေတယ်။လက်အောက်ငယ်သားတွေကအပင်မခံလို့ပြီး ရစက်ရလာတော့မှသူတယောက်တည်းခေါင်းခံပြီးအခက်ခဲတွေနဲ့ဘယ်လိုလုပ်ခဲ့ရလဲဆိုပြီးသူတယောက်တည်းအတွက်ဒီကောင်ဆန်တဲ့စိတ်နဲ့နာမည်ကောင်းဝင်ယူတာမျိုးကတော့မလုပ်သင့်ပါဘူးအဲ့လိုမလုပ်ဘဲခေါင်းဆောင်ကောင်တယောက်အနေနဲ့တကယ်လဲကိုယ်တိုင်ကလက်တွေ့ဦးဆောင်ပြီးလူရမာတွေအမြန်ပြီးအောင်လက်အောက်ငယ်သားတွေကိုခွဲဝေပေးမယ်လူအပ်တာတွေတင်ပြပြီး management လုပ်မယ်ရစက်ရလာရင် ကိုရိုင်းကအဖွဲ့ကိုဦးဆောင်ပြီး management လုပ်ခဲ့တယ်။အဓိကအဖွဲ့သားတယောက်ချင်းစီရဲ့ကြိုးစားမှုကြောင့်အခုလိုရလက်ကောင်းရတာပါဆိုတာကိုထည့်ပြောသင်ပါတယ်။စာဖတ်သူတွေအနေနဲ့စာပေအစိတ်အသင့်ပြီးလွန်နံပါတ်7ကိုအသုံးချပြီးဒူကောင်းဆန်တဲ့စိတ်နဲ့လုပ်ဖို့တွေးမိရဆိုရင်ကိုရိုင်းကလည်းကိုပင်ပင်ပန်းပန်းနဲ့စိတ်ဖိစီးမှုတွေဒုက္ခတွေရောက်ပြီးမှရလာတဲ့အရာတစ်ခုကိုတစ်ဖက်သူကလူယူပြီးနာမည်ကောင်းဝင်ယူတာတွေကြောင့်ရင်ကိုဘလူခံပြင်းပြီးဒေါသထွက်ရမယ်ဆိုတဲ့သူနေရာမှာကိုသာဆိုပြီးအတွင်းနဲ့ ကိုရင်းစပြီးမလုံတင်နာတွေကိုဆင်ကျင်ရပါမယ်လူမျိုးများဝေတဲ့ပြောပြရဲဆိုတာကလည်းဒီစာအုပ်ကိုဖတ်ပြီးလက်တွေ့မှာလုံးတင်မလုံးတင်မစင်စားပဲတစ်ဖက်သူထိခိုက်အောင်စာအုပ်ထဲကအချက်တွေကိုအုံချပြီးလုံးနေတဲ့သူတွေရှိကြလို့စာအုပ်ဖတ်ပြီးလမ်းမမရောက်စေဖို့ရည်ရွယ်ပြီးမျှဝေပေးတာပါလွန်နတ်မအိတ်ကတော့လူတွေကတင့်စီကိုလာပါစေလူအဲ့ရင်ငစားချပြီးမျှခေါ်ပါဆိုတဲ့စကားပါ စာရေးသူပြောချင်တာကတော့ကိုကတခြားသူတွေစီသွားပြီးတောင်းဆိုနေတာထက်သူတို့ကိုယ်တိုင်ကိုစီလာစီဖို့အတွက်ကသူတို့အတွက်လိုအပ်နိုင်မဲ့အကျိုးမြတ်ရှိနိုင်မဲ့အရာသူတို့စိတ်ဝင်စားမဲ့အကြောင်းအရာဖြစ်တဲ့ကစားတစ်ခုခုအသုံးပြုပြီးကိုစီလာအောင်ဆွဲဆောင်မှုလာရင်လဲကိုကအခြေအနေတွေကိုထိန်းချုပ်နိုင်မှုကိုဆုံးဖြတ်သမျှကိုတစ်ဖက်သူလိုက်နာနိုင်မှုကိုစီလာတဲ့သူကကိုထက်ကြီးမားနေတာထက်ကိုထက်အားနည်းတဲ့အနေအထားမှာထားနိုင်မှုလိုပါတယ်လို့ပြောထားပါဗျ။ 19ရာစုဟာနာမည်ကြီးပွဲစားရင်ဒနီယယ်ဒရူးကမာယာများတဲ့လူတစ်ယောက်ပါစတော့ဈေးကွက်မှာသူရောင်းဝယ်ခြင်းနဲ့ပစ္စည်းရှိခဲ့ရင်ဘယ်တော့မှဒိုက်ရိုက်ဈေးရောင်းဈေးဝယ်မလုပ်ပါဘူးတစ်ဖက်သူကသူ့စီကိုလာဖို့အတွက်ငစားချပါတယ် Wall Street မှာရှိတဲ့နာမည်ကြီးကလပ်တွေကိုသွားပြီးမော်ဒဂွန်နဲ့လဆွဲအိတ်ဖွင့်ရင်စာရွက်လေးပြုတ်ကြသလိုလိုခီးလေးကောက်သိမ်းရင်စပွဲပေါ်တင်ထားတဲ့စာရွက်ကိုဘတော်တဆတိုက်မိပြီးအောက်ပြုတ်ကြသလိုလိုနဲ့တမင်လုတ်တက်ပါတယ် တကယ်ကအဲ့ဒီစာရွက်လေးကသူကြိုတင်ပြင်ဆင်ထားတဲ့ရွှေ့ွက်တွေပါကြသွားတဲ့စာရွက်ကိုမတိမတာကောက်ယူရင်တစ်ဖက်သူကကောက်ယူပေးတာကိုဆောင်ရင်စာရွက်ကို တစ်ဖက်လူတွေမြင်အောင်လုပ်ပါရယ်စာရွက်ပါစည်ရင်းကိုကြည့်မိတဲ့တခြားပွဲစားတွေကအကျိုးမြတ်ရဖို့အတွက်ဒန်နီယယ်ဒရူးဖြစ်စေခြင်းတဲ့အတိုင်းဝယ်ရောက်ကြပါရယ်စာရွက်မှာပါတဲ့ဒရူးဝယ်ရောက်စေခြင်းတဲ့စတိုရီကိုတစင့်စကားတစင့်နာနဲ့လူတွေကဝယ်ရောက်ပြအောင်ကစားချပြီးနောက်ွယ်ရကျူးကန်ခဲ့တာပါဒီချက်ကိုလည်းနေရာတိုင်းမှာအတွင်းမှပြီးလွဲမှားတဲ့နီးနဲ့အသုံးမချသင့်ပါဘူး ကိုရိုင်းကတော့အမျက်ရပြီတဖက်သူတွေစီးဝါပြည့်စီမဲ့အရာမျိုးမှဆိုဒီချက်ကိုလက်တွေ့မှာအသုံးမချသင့်ပါဘူး။နှစ်ဦးနှစ်ဖက်အကျိုးမြတ်ရစေပြီတခြားသူတွေကိုလည်းမထိခိုက်စေမဲ့နေရာမျိုးတွေမှာပဲအချိန်ဒီပေါ်မူတည်ပြီးချင့်ငိမ်သုံးသင့်ပါတယ်။လောနတ်မနိုင်ကတော့အပြောနဲ့မဟုတ်အလုံးနဲ့သာအနိုင်ယူပါဆိုတဲ့စကားပါ။ကိုဘက်ကတေချာပေါက်မှန်တယ်ထင်တဲ့အရာတခုကိုယုံကြည်ပြီးလုံနေတဲ့အလုပ်တခုကိုတခြားသူတွေပြောတဲ့အခါဒီတိုင်းပါဇက်နဲ့ပြောနေပြီးတဖက်သူမယုံကြည်တာကိုယုံကြည်ခိုင်းမှုတဖက်သူနဲ့အခြေတင်ညှင်းခုံပြီးဆိတ်ရှုပ်ခံမဲ့အစာ တဖက်သူတွေပြန်မငင်းနိုင်အောင်လို့ရလက်ထွက်အောင်လက်တွေ့လုပ်ပြပြီးတက်တည်ပြပါလို့စာရေးသူကပြောထားတာပါပထမဆုံးလေရင်မြန်တီထွင်ခဲ့တဲ့သူတွေဖြစ်တဲ့ရိုင်းညီနောင်ဟာလေရင်ပြန်နိုင်မှုမဖြစ်နိုင်ဘူးဆိုပြီးပြောတဲ့သူတွေကိုအချိန်ကုန်ခံပြီးအခြေတင်ငင်းခုမနေပါဘူးသူတို့ကနေတိုင်းစက်တိုက်ကြိုးစားပြီးနောက်ဆုံးလေရင်မြန်လုံးနိုင်နေဆိုတာကိုလက်တွေ့ပြပြီးတက်တည်ပြလိုက်တာပါ1903ခုနှစ်မှာလေရင်မြန်တီထွင်တာအောင်မြင်ခဲ့ပါတယ် နောက်ပိုင်းမှာတော့နောင်လာနောင်သားတွေကရိုင်းညီနောင်တီထွင်ခဲ့တာပေါ့အခြေခံပြီးဒီထက်ပိုကောင်းတဲ့ဤပညာတွေအသုံးချပြီးလူတွေအတွက်အကျိုးရှိတဲ့ပိုကောင်းတဲ့ဖန်တီးမှုတွေနဲ့လီယင်မြန်တွေကိုလုံနိုင်လာခဲ့ပါတယ်ရောနမတန်ကတော့ပျော်ရွှင်တဲ့သူတွေ၊ကံမကောင်းတဲ့သူတွေကိုရှောင်ပါ၊ကံခေကံဆိုးမှုတွေကိုရှောင်ပါဆိုတဲ့စကားပါ။စာရေးသူပြောချင်တာကတော့အမြဲစိတ်တက်ကြနေတဲ့သူတွေ၊အဆိုးမြင်တာများတဲ့သူတွေ၊မအောင်မြင်တဲ့သူတွေကိုရှောင်မှုနဲ့တစ်ဖက်သူရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့အကျင့်တွေကကယောဂလိုပဲကူးဆက်တတ်ပါရဲ့။ ယနေ့သူ့ကိုကယ်နေတယ်လို့ထင်ရပေမဲ့ကိုရိုင်းကရေထဲခုန်ဆင်းသလိုဖြစ်နေရင်လက်တွေမှာကိုပဲဒုက္ခရောက်မယ်။လက်တွေလည်းအကောင်းမြင်စိတ်နဲ့ကြိုးစားပြီးတကယ်ခက်ခဲနေတဲ့သူတွေလမ်းပြောက်ပြီးအကူအညီလိုအပ်နေတဲ့သူတွေဆိုကိုဘက်ကစေတနာတန်တန်နဲ့ကူညီရမှန်ပေမဲ့ဒူအိုကောင်းဆန်ပြီးဒဆူထိုးလောက်တတ်တဲ့သူတွေကိုဘလို့ပဲကြိုးစားပြီးနားချဖြောင်းမြပါစေမရပါဘူး။အဆိုးမြင်စိတ်များတဲ့သူတို့ရဲ့စိတ်ကိုသူတို့ကိုယ်တိုင်ကပဲလက်တွေပြုပြင်မှပဲရမှာပါ။ ကိုကဒီလူလူတွေနားမှာအမြဲအနေနီးနေရင်ကိုတိုင်းကလည်းသူ့အပူတွေကိုစီကူးဆက်ပြီးကိုပါစိတ်ဆင်းရဲပြီးမွန်ကျက်နေရတတ်ပါတယ်။ဒါကြောင့်လူတွေနဲ့ပေါင်းသင်းဆက်ဆံရင်းမှလည်းကိုတိုင်းကကိုကိုကူညီပေးတယ်။အားပေးတဲ့သူမျိုးတွေမိတ်ဆွေကောင်းတွေနဲ့ရွေးချယ်ပေါင်းတတ်ဖို့နဲ့ကိုကိုကိုမထိခိုက်စေဖို့လူရည်လည်ဖို့လည်းအရေးကြီးပါတယ်။ကိုအားကြီးကောင်းတာတွေလိုချင်နေလို့မရပါဘူး။ကိုတိုင်းကလည်းတစ်ဖက်သူပေါ်စိတ်ရင်းမှန်နဲ့ကိုနိုင်တဲ့လောက်ကူညီပေးတတ်တဲ့မိတ်ဆွေကောင်းဖြစ်ရပါမယ်။ဒီနေရာမှာလွတ်နက်မတန်းကိုအတွေးခေါ်လွှဲမှားပြီး ကို့ပေါ်ကောင်းတဲ့စိတ်ရင်းမှန်တဲ့တငယ်ချင်းကောင်းကိုကြအစင်မပြေတဲ့ချိန်ကူညီဖို့မစင်စားပဲပတိကျင်အောင်ဆောင်နာမျိုးတခြားကို့အတွက်အကျိုးမြတ်ရနိုင်တယ်ထင်တဲ့ချမ်းသာတဲ့လူမျိုးကိုပဲယူပေါင်းနာမျိုးတော့မလုပ်သင့်ပါဘူးအဲ့ကြရင်ကိုကတာပေါင်းညစားလိုလူမျိုးဖြစ်သွားပါမယ် ။လောနံပါတ်11ကတော့လူတွေတင့်ပေါ်မိခိုးလာအောင်လူတက်ပါစေဆိုတဲ့စကားပါ။ဒီချက်လည်းမှားယွင်းပြီးအသုံးချနိုင်မယ်ဆိုရင်တစ်ဖက်သူကိုထိခိုက်စေပါရယ်။စာရေးသူကတော့ကိုသာတိတဲ့လှုပ်ရွက်ချက်တွေကိုမရှိရင်မဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုကိုတယောက်တည်းကပဲကျွမ်းကျင်ပြီးဒါတွေကိုဖြေရှင်းနိုင်မဲ့သူဖြစ်အောင်လုပ်ဖို့ပြောထားပါရယ်။တခြားသူတွေမလုံနိုင်တဲ့အလုပ်တွေကိုကိုကသာလုံနိုင်တယ်။ကိုတင်ယူထားတဲ့ပညာတွေနဲ့ကျွမ်းကျင်မှုတွေကိုတခြားသူတွေအလွယ်တကူမလိလာနိုင်အောင်လှုပ်ဝက်ထားဖို့နဲ့အထက်လူကြီးကကိုကိုအစားထိုးလို့မရအောင်လုပ်ဖို့ ကိုကတခြားသူတွေအတွက်မဖြစ်မနေလိုအပ်မဲ့တန်မိုးရှိတဲ့သူဖြစ်ရင်အာနာပါဝါကိုပိုင်ဆိုင်နိုင်မယ်ထက်လူကြီးတွေဘက်ကကြည့်ရင်လေကိုမပိုင်မပြီးတဲ့အနေထားမျိုးရောက်လာရင်သူတို့ကကိုယ့်ကိုပဲယုံကြည်မယ်အားကိုးမယ်ကိုမပိုင်အလုံးမဖြစ်တဲ့အခြေအနေမျိုးရောက်လာရင်အဓိကအရေးပါအရာရောက်ပြီးအရေးကြီးတဲ့လုပ်ငန်းတာဝန်တွေရအစားအောက်ခြေသိမ်းအလုပ်အဆုံးထိကိုဘက်ကစီမံလုပ်ပိုင်ခွင့်တွေရလာမယ်လက်အောက်ငယ်သားတွေကိုလည်းကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ပညာတွေလှုပ်ဝတ်ထားပြီးကိုယ့်ကိုမှီခိုအောင်လုပ်ထားပြီး ကိုပြောတဲ့စကားမှန်သမျှနားခံအောင်ကိုကိုကြော်မတက်နိုင်အောင်လုပ်ရမယ်ဆိုတဲ့အကြောင်းတွေကိုစာအုပ်ထဲမှာပြောထားပါတယ်ဒီလိုလူမျိုးတွေကအရန်ကြောက်စရာကောင်းပါတယ်။ဒီချက်ကိုတစ်ဖက်ကနေကြည့်မယ်ဆိုရင်ကို့လုပ်ငန်းဝင်မှာကို့အထက်လူကြီးကဒီလိုလူမျိုးသာဖြစ်နေမယ်ဆိုရင်ကိုကသူ့လက်အောက်မှာပဲသူ့ကိုအမြဲတမ်းမိခိုးနေရပြီ။သူကအပေါ်ကနေကို့ကိုထိန်းချုပ်တာတွေကိုခံနေရပါမယ်။လုံလောက်တာကြာပြီမဲ့လေသူကအမြဲလှုပ်ဝက်ထားတော့ကို့ဘက်ကလုပ်ငန်းကျွမ်းကျင်မှုနဲ့ပညာအတွေ့အကြုံတွေရဖို့မလွယ်ပါဘူး။ ကူကသူ့ထက်သားတဲ့ထင်ရင်လဲကို့အောက်ဆုံးတိဆွဲချပြီးသူ့အောက်မှာပဲရောက်နေအောင်ကျူစားနေမှာကြုံရနိုင်ပါတယ်အဲ့ခါကျရင်အဲ့နေရာယုံထွက်ပြီးနောက်ထပ်ကို့အတွက်ပညာရမယ့်နေရာတစ်တခုမှပြောင်းလဲဖို့လိုအပ်ပါတယ်။ဒီလိုအချက်တွေကြာလက်တွေ့မှာထုတ်သုံးတာတဲ့ဒီလိုလူမျိုးနဲ့ကြုံရင်ကုကုကိုကာကွယ်ဖို့ရှောင်နိုင်မှုအတွက်ပဲလေ့လာသင့်ပါတယ်။လောနတ်မတွဲရတော့သင်ရဲ့ယူသားမှုတွေနဲ့တိခန့်ရရောမှုတွေကိုသိချာအသုံးချတတ်ပါစေ။အခါခွင့်လိုက်ပွင့်လင်းယူသားပြပြီးအနိုင်ယူပါဆိုတဲ့စကားပါ။ ။ဒီချက်ကမီးလိုပါပဲ။လက်တွေ့မှာမနိုင်မဲသွားကစားဖို့ကြိုးစားရင်ကိုကိုပဲထိခိုက်စေပြီးကိုလုလိုက်တဲ့တစ်ဖက်သူကလည်းစိတနာမှန်တဲ့သူ့ကိုကောင်းအောင်အောင်ချပြီးအကျိုးမြတ်ယူသွားတယ်။လူသုံးလုံးသွားတဲ့ခံစားရစေပြီးတော့အရင်လိုစစ်မှန်တဲ့မိတ်ဆွေကောင်းဆက်ဆံရေးတွေကိုပြင်လို့မရတော့အောင်ကိုကဖြစ်စည်းလိုက်သလိုဖြစ်သွားမှာပါ။ ။စာရေးသူပြောထားတဲ့ဆိုလိုရင်းကတော့အစာပိုင်းမှာစိတ်ရင်းမှန်တဲ့ယူသားပွင့်လင်းမှုကိုပြပြီးလူတိုင်းကိုသိခံပေါင်းပြီးနာမည်ကောင်းယူတည်ဆောက်ထားဖို့လူတွေရဲ့ယုံကြည်မှုကိုရလာတဲ့အခါကို့အတွက်အကျိုးဖြစ်အောင်ကကောင်းသုံးချပြီးရင်လူတွေကနောက်ွယ်ကကို့ရည်ရွယ်ချက်တွေကိုမသိနိုင်အောင်ဟန်ဆောင်ကောင်းမှုကို့ဘက်ကအမားတွေလုပ်ခဲ့လဲကို့ကိုမယုံကြည်တဲ့လူတွေကပြန်လက်ခံပြီးတန်လျာကင်းအောင်စည်ရင်မှန်တွေ ယူသားဖြောင့်မတ်ပြီးစေနနာကောင်းတာတွေစတိုက်လုတ်ပြရင် ရတယ်ဆိုတာနဲ့ပတ်သက်ပြီးရေးထားပါဗျ။ ဒီချက်ကတော့ကိုကယူသားချင်အောင်ဆောင်ပြီးကို့အကျိုးမြတ်တွေတဖက်သူရဲ့စိတ်ရင်းစိတ်နာအမှန်ကိုအသုံးချပြီးစော်ကားသလိုဖြစ်နေတဲ့အတွက်လက်တွေ့အသုံးမချသင့်ဘူးလို့ထင်ပါတယ်။အိုက်စာဒီလိုလူမျိုးတွေနဲ့ကြုံရရင်ဘယ်လိုရှောင်မလဲဆိုတာကိုတွေးဖို့အတွက်ပဲလ ీల သင့်ပါတယ်။လွမ်းနမတတိင္ကတော့ကို့ဘက်ကအကူအညီလိုအပ်တဲ့အခါအကူအညီတောင်းတတ်ပါစီလို့ရည်ထားပါတယ်။ကိုကတဖက်သူကိုအကူအညီတောင်းလို့ တဖက်ကညင်းတဲ့အခါကို့လှဲ့တော့ကသူ့ကိုဘလို့ကူညီပေးခဲ့တယ်ဆိုတာတွေကို့ကျေးဇူးတွေကသူ့ပေါ်ဘလို့ရှိတယ်ဆိုတာတွေကို အပင်ပန်းခံရှင်းပြနေလေအကြောင်းမျိုးမျိုးပြပြီးညင်းတာတွေကိုကြုံရနိုင်တယ်အဲ့ဒါကြောင့်ကိုဘကအကူအညီရဖို့အတင်းတောင်းဆိုနေမဲ့အစားသူလိုချင်တဲ့မလုံးပေးပြီးအကူအညီတောင်းတဲ့နဲ့အဲ့ဒါဆို သူ့ဘက်ကလလလလနဲ့ကူညီပေးဖို့ကိုစီကိုတူလာမယ်ဆိုတာကိုစာရေးသူကပြောထားတာပါ ဒါကတော့ကိုမဖြစ်မနေလိုချင်တဲ့အကူအညီကအဲ့ဒီလူစီယာရမဖြစ်မဲ့အခြေအနေမျိုးဆိုရင်တော့ချင့်ညင်ပြီးသုံးသင့်ပါတယ်။ဒါပေမဲ့တကယ်ကြီးစုတရားသိတဲ့လူကလည်းသူခက်ခဲနေချင်းကိုကူညီပေးခဲ့တယ်လို့မျိုးကိုအခက်ခဲဖြစ်နေတဲ့အချိန်မှာလည်းသူ့ဘက်ကအတက်နိုင်ဆုံးလူအပ်တာတွေကိုအလိုက်တိတ်ကူညီပေးမှာပါ။တကယ်လို့ပြတနာကကိုယ့်အကူဖြည့်ရှင်းလို့ရတဲ့အခြေအနေမျိုးနောက်ထပ်မိတ်ဆွေကောင်းတဲ့တခြားသူတွေအစီအရာအကူအညီယူလို့ရမယ့်အခြေအနေမျိုးဆိုရင်တော့ကိုယ့်ကိုတကယ်စိတ်ရင်းမှန်နဲ့အားပေးကူညီမဲ့သူတွေစီကပဲအကူအညီတောင်းသင့်ပါတယ်။ ကိုဘကမလုံးပေးမှပဲကို့အကူညီမဲ့သူကတော့သူလိုချင်တာကို့စီရရနိုင်လို့သာကို့အကူညီပေးတာပါသူဘကပင်ကိုစရင်စေနာအမှန်နဲ့ကူညီတာမဟုတ်တော့ရေရှိအတွက်သတိထားဆက်ဆံသင်ပါတယ်လောနံပါတ်14ကတော့မိတ်ဆွေလိုဆက်ဆံပြီးတရှိုးလိုအလုပ်လုပ်ပါဆိုတဲ့စကားပါ ဒီလိုအချက်မျိုးကြတော့ကိုကသူများကိုလုံရင်ကိုကလည်းဒီလိုမကောင်းတဲ့လူမျိုးနဲ့ကြုံရပြီးကို့ကိုဒုက္ခရောက်အောင်နောက်ကျောကဒါနဲ့ထိုးရဲဆိုရင်ကိုလက်ခံနိုင်မလားသိခံနိုင်မလားစဉ်းစားပြီးတော့ကိုသာသူ့နေရာမှာဆိုတဲ့ကိုချင်းစာစိတ်ရှိတဲ့အတွင်းနဲ့မလုပ်ဖို့စင်ကျင်ပြီးကိုကိုကိုကာကွယ်ဖို့အတွက်ပဲဖတ်တင်ပါတယ်။ ။စာရေးသူရေးထားတာကတော့တစ်ဖက်ကလူကိုမိတ်ဆွေလိုဆက်ဆံပြီးယုံကြည်မှုရအောင်လုပ်ဖို့သူတို့စီကအရေးကြီးတဲ့လှုပ်ဝှက်ချက်တွေအား내ချက်တွေကိုတဖြည်းဖြည်းသိအောင်လုပ်ပြီးကိုရိုးတွေအသုံးချဖို့ကိုကနောက်ွယ်ကနေတစ်ဖက်လူရဲ့အချက်လက်တွေကိုရအောင်ယူနေတယ်ဆိုတာကိုတန်တရားမဝင်အောင်လို့မိတ်ဆွေလိုဟန်ဆောင်မှုနဲ့ယုံသွင်းထားဖို့တွေနဲ့ပတ်သက်ပြီးရေးထားပါတယ်။ စာဖတ်သူတွေအနေနဲ့တချို့အချက်တွေကကိုပိုင်ညာနဲ့လုံသိမ့်မလုံသိမ့်မစဉ်းစားဘဲသုံးမိရင်လူတွေရဲ့အမြင်မှာကိုကနာမည်ပြက်ပြီးပြင်ပြင်းမှုမလွယ်တဲ့အပေကံဘဝနဲ့နေရမှာပါ။နံပါတ်15ကတော့တင့်ရန်သူကိုတစိုက်တစ်ပိုင်းသာမနှိမ်နှင်းပါနဲ့။ရန်သူကိုအပီးတိုင်ချိန်မုံမှဆိုတဲ့စကားပါ။ဒါကဟိုးရင်ကစစ်တိုက်ဖူးတဲ့အတွေ့အကြုံများတဲ့ခေါင်းဆောင်တွေရအနည်းငယ်ကြီးပြီးကြောက်ဖို့ကောင်းတဲ့ရန်သူမှန်သမျှအပီးတိုင်ချိန်မုံမှုလက်ခံထားကြပါရဲ့။ အပြီးတိုင်မချိန်မုံနိုင်ရင်ကို့ကိုကလက်စားချိန်ဖို့နောက်တစ်ချိန်ကျရင်ကို့နာကိုစုံစမ်းချင်းကပ်ပြီးကို့နောက်ကျောကိုဓာနဲ့ထူရတွေကိုလက်တွေ့ကြုံခဲ့ကြတော့ကျူပင်ခုတ်ကျူခုတ်ပါမကြံဆိုတဲ့စကားအတိုင်းဂျန်သူကိုဆိုအပြီးတိုင်လုံးဝရှင်းထုတ်ကြဖို့တတ်မှတ်ခဲ့ကြတာပါဒါကတော့ The 48 Laws of Power အနာဆက်ဆိုတဲ့စာအုပ်ထဲက15ချက်ကိုရွေးပြီးစာဖတ်သူတိုင်းအတွေးခေါ်အမှားတွေနဲ့တစ်ဖက်သူကိုထိခိုက်အောင်မလုပ်မိစေဖို့စင်ညင်နိုင်မှုရွေးပြီးမျှဝေပေးထားတာပါစာဖတ်သူတွေအနေနဲ့လမ်းမမရောက်စေဖို့နောက်ထပ်ဤဥပဒေအချက်တွေနဲ့ တိတိနာရီကိုထက်သိရင်လည်းဒီလိုအချက်တွေကိုမစင်စားမစင်ကျင်ပဲသုံးတဲ့လူမျိုးတွေနဲ့လက်တွေ့ကြုံမူလားဆိုတာတွေကိုကိုမန့်လေးမှရေးပြီးမျှဝေခဲ့ပါအောင်နော်အခုလိုအချိန်ပေးပြီးနားထောင်ပေးတဲ့သူတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်